ဟုတ်ကဲ့ဒူရမင်းဒူမတွေအားလုံးပဲမင်္ဂလာပါနော်ဦးလေးဒီနေ့ပြောပြမယ့်အကြောင်းကဘာလဲဆိုတော့နော်တို့မြန်မာလူမျိုးတွေဗမာလူမျိုးတွေနော်မြန်မာလူမျိုးတွေရဲ့ဆန္ဒလာရာဒီပွဲတော်တွေအကြောင်းပေါ့နော်နောက်အဲ့ဘယ်လမှာဘယ်ပန်းတွေပွင့်နေဆိုတာလေနော်ဦးလေးပြောပြအောင်ပါနော်တကူးလမှာတဲ့နော်နှစ်သိကူးပွဲတော်တကြံပွဲတော်ကျင်းပတယ်တဲ့အဲ့မှာဘာပန်းတွေပွင့်လဲဆိုတော့ဗတော့ပန်းတို့ခန်းကောပန်းတို့ပွင့်ကြတယ်တဲ့နော် ကဆုံလာမှာကြတော့တဲ့ကဆုံညာရင်သွန်းပွဲတော်နော်နော်စာတော်ပြန်ပွဲတွေကျင်းပတယ်တဲ့နော်အဲ့မှာရွှေအစင်းရှိတဲ့သကဝါပန်းတွေပွင့်နေတဲ့နော်နေုံလာမှာကြတော့တဲ့နေုံမိုးသိမြက်သားမွေမြက်သားမွေဆိုတဲ့နော်လာမှာပေါ့နော်သပယ်ပန်းနဲ့မြက်လေးပန်းတွေပွင့်နေတဲ့နော်ဝါစုလာမှာကြတော့တဲ့တန်ဃာတော်များ ဝါသူဝါကပြုတယ်တဲ့နော်ဝါသူသင်္ကန်းတွေကတ်လူကြတယ်တဲ့အဲ့ဒီလမှာကျတော့ဘာတွေပွင့်လဲဆိုတော့နော်ပုံညက်ပန်းတွေပွင့်တယ်တဲ့နော်ဝါကောင်လမှာကျတော့နော်ဝါသူဝါကောင်ရေဖောင်ပေါင်းနော်အဲ့ဒီလမှာကျတော့ခတ်တာပန်းတွေပွင့်တယ်တဲ့နော်တော်သလင်းလမှာကျတော့တဲ့လှေပြိုင်ပွဲတော့ကျင်းပတယ်တဲ့နော်ရှေးတော့လှေပြိုင်ပွဲတော့ကျင်းပတယ်တဲ့ 哎嘛，班里本来的，需要认识的，野马班里本来的，喏，野马班里本来的，他人就拉马家罗，别说别号，就是嘞，他真就每天背着金巴来的，喏，哎嘛，平尼娃，养成了家家庙的本来的，家的本来的，喏，哎嘛，家罗，那他真就嘛，那他专门拉马家罗的。 ကထိန်ပွဲနဲ့တဲ့မသိုးတင်ကန်ကတ်လူပွဲရှိတယ်တဲ့နော်အဲ့မှာကျတော့ဇောင်းမုံးလာမှာကျတော့ဘာတွေပွင့်လဲဆိုမဲဇလီပန်းတွေပွင့်တယ်ခဝဲပန်းတွေပွင့်တယ်တဲ့နော်နောက်တစ်ခုကနေဒေါ်လာဒေါ်လာမှာကျတော့ငွေနှင်းမုံမုံငွေနှင်းမုံမုံလေးတွေငွေနှင်းမုံမုံလေးကြလာတဲ့လာတဲ့နော်အဲ့မှာကျတော့သတင်းပန်းရဲ့ကမုံပန်းရဲ့အင်ဂျင်ပန်းတွေပွင့်နေတဲ့နော်ပြာသူလတ်နော် ပြာသူလာမှာကြတော့တဲ့မင်းကင်းသပင်ပွဲကျင်းပါတယ်တဲ့နော်မင်းကြီးမင်းသားတွေမင်းကင်းသပင်ပွဲကျင်းပါတယ်တဲ့အဲ့လာမှာဘာဘာပန်းတွေပွင့်လဲဆိုတော့တဲ့ခွာညိုပန်းတွေပွင့်ကြတယ်တဲ့နော်ပြာသူလာမှာနော်တပိုးရဲလာမှာကြတော့တဲ့နော်မြန်မာလူမျိုးတွေကထမနဲပွဲတွေကျင်းပါတယ်တဲ့ထမနဲပွဲရှိတယ်တဲ့နော်အဲ့မှာဘာပန်းတွေပွင့်လဲဆိုတော့ပေါက်လဲပန်းတို့ပွင့်နေတဲ့နော်ပေါက်လဲပန်းတွေပွင့်နေတဲ့တပေါင်းလာမှာကြတော့တဲ့ ရွယ်ဟောင်းနေကျွေပြီးတော့တဲဘုံဇေဒီပွဲရှိတယ်တဲ့နော်ရှင်းတော့တော့ရွယ်ဟောင်းနေကျွေပြီးတော့တဲဘုံဇေဒီပွဲရှိတယ်တဲ့အဲ့လာမှာဗာပန်းတွေပွင့်တယ်ဆိုတော့တဲ့သရပီပန်းတွေပွင့်ကြတယ်တဲ့နော်သူလာနဲ့ဗာပွဲတွေရှိပြီးတော့နော်ဘယ်လိုပန်းတွေပွင့်တယ်တို့မြန်မာနိုင်ငံမှာနော်ဘယ်လိုပန်းတွေပွင့်တယ်ဆိုတာလေးကိုနော်ကိုလေးကဘုရားဖြစ်နေတင်ပြပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်